မင်္ဂလာပါဘိုးဇော်ချန်နယ်ကနေပြီးတော့ကြိုးဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကအတန်နဲ့ပြောပြပေးသွားမှာ ဖြစ်တဲ့အတွက်အတန်ကိုပဲအတူဂရုစိုက်ပြီးတော့နားဆင်စေချင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုဒီဗီဒီယိုမှာပြောပြပေးမယ်အကြောင်းအရာကတော့ကျွန်တော်ဒီဗုဒ္ဓဟူဂျာတာပရိတောက်ကြဒီ၃ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့ အဘူးမပါအဘီခွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်17လပိုင်းစနေရ13ရက်14ရက်ဒီ3ရက်အတွင်းမှာ လာနိုင်ခြင်းအလားလာကောင်းတဲ့အဘူးမပါအဘီခွေပြောပြပေးမှာ ဖြစ်တဲ့အပြင်အဲ့ဒီ3ရက်အတွင်းမှာလာနိုင်ခြင်းအလားလာကောင်းတဲ့အဲကျွန်တော်ပတ်တီကိုပြောပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ဆိုင်ပြီးတော့နားဆင်ပေးကြပါဦးခင်ဗျာ ျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်တို့တနင်္လာမှဗုဒ္ဓဦးနေ့အထိအဖို့မှာပါ အပီခွေပြောပြပေးခဲ့ရပါတနင်္လာနေ့မှာဆိုရင် တနင်္လာနေ့မနက်ပိုင်းမှာတုံခွန်အောင်နဲ့အဲပြီးတော့ညနေပိုင်းမှာဆိုရင်6ရက်အောင်နဲ့ပြီးတော့အင်္ဂါနေ့မနက်ပိုင်းမှာဆိုရင်ရှင်ငါအောင်နဲ့အဲအဲ့ဒါကတခုဟိုကျွန်တော်တို့ ဟိုတနင်္လာနေ့မနက်ညအောင်မြင်သွားတဲ့အတွက်နောက်ထပ်၃ရက်ဆိုပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ဟိုဒီ0.1960အခွေချပြပေးခဲ့ရမှာကျွန်တော်အင်္ဂါနေ့ညနေခင်းပိုင်းမှာ90အောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကြံရှိနေသေးတယ်3ရက်ဖြစ်တဲ့ဇန်နဝါရီ3ရက်14ရက်ဒီ3ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့ အပုံမပါအပီးခွေကို ပြောပြပေးပါမယ်ဒီအပုံမပါအပီးခွေပြောပြပေးပြီးဆိုရင်အဲ့ဒီထဲမှာလာနိုင်ခြင်းအလားလားကောင်းတဲ့ပတိကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဟိုတောင်းရက်အတွင်းအပုံမပါအပီးခွေကိုပြောပြပေးပါမယ်သေချာလေးလိုက်ပြီးတော့မှတ်ထားပေးပါခင်ဗျာအပုံမပါအပီးခွေတောင်းရက်အတွင်းနော်အပုံမပါအပီးခွေရတော့ 5ဖြစ်ပါတယ်ကျွန်တော်တို့ဒါ3ရက်အတွင်းမှာအခုပြောပြပေးခဲ့တဲ့ဒီ6လုံးလေးကအဘူးမပါအပြီးခွေအနေနဲ့အသုံးပြုရမှာဖြစ်ပါတယ် ကျွန်တော်ခွေလိုက်မယ်ဆိုရင်အကွက်ကများတဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ဟိုရဲ့နေတိုင်းနဲ့တိုက်ကြည့်ပြီးတော့ဟောကြိုက်ကွက်ပြကြိုက်ကွက်ပါမအသုံးပြုစေချင်ပါတယ်ကျွန်တော်အခွေကိုပြန်ပြီးတော့ပြောပြပေးမယ်နော်9 6 7 8တော့ nga ဖြစ်ပါတယ် အဒီရခွေကိုမတွေ့တတ်သူတွေအတွက်ကျွန်တော်ပြန်ပြီးတော့အကွက်ပြောပြပေးမယ်နော်စတလာပိုင်းစနေရ7ရက်14ရက်ဒီ3ရက်အတွင်းမှာအထူးကြိုးစားရမယ်ဒီအခွေမှရရှိလာတဲ့အကွက်ကတော့96 98 của tổ cùng à chào xe chào đĩa chào tô chào ngã xe đĩa xe tổng ရှင်ငါတေတောတေငါတောငါဖြစ်ပါလေကျွန်တော်အခုဒီအခွေခြောက်လုံးကိုပြန်ပြီးတော့အကွက်ထုတ်လိုက်တဲ့အခါမှာ35ကွက်ဖြစ်ပါတယ်။အားမေဆိုရင်တော့အကွက်30ပေါ့ဗျာ။အဒီထဲမှာဆိုရင်ကျွန်တော်မနေ့ကထွက်သွားတယ်ရှင်ငါ အားလည်းပါဝင်နေတာဖြစ်ပါတယ်မကြိုက်ဘူးဆိုရင်ပယ်လိုက်လို့ရပါတယ်အဲကျွန်တော်အင်ကဗုဒ္ဓဦးဇာသပတိအဲ့ဒီ၃ရက်အတွင်းဆိုပြီးတော့ပေးထားတဲ့အခွေက မနေ့က90ဆိုပြီးတော့အောင်မြင်ခဲ့တယ်เนาะအဲ့ဒီအခွေထဲမှာအအခွေကဆက်ပြီးတော့အောင်မြင်နိုင်အောင်မလားအဲဆိုတော့ကလည်းဒါကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အခုကျွန်တော်ပေးတဲ့ဒီဗုဒ္ဓဦးဇာသပတိတောက်ကြဒီ၃ရက်အတွင်းမှာ ပေးထားတဲ့အခွေနဲ့အင်္ဂါဗုဒ္ဓဟူဇာတာပရိအဲ့ဒီ၃ရက်အတွင်းမှာပေးအေးထားခဲ့တဲ့အခွေကထပ်နေတာတွေရှိပါတယ်။ဒါကြောင့်မလို့အဲ့ဒီအေးအခွေနှစ်ခုထပ်နေတာကိုလည်းအထူးကူဆိုက်ဆွေးခြင်းပါတယ်။ပြီးရင်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်တို့၁၇လပိုင်း၁၂ရက်၁၃ရက်၁၄ရက်ဒီ၃ရက်အတွင်းမှာအထူးကူဆိုက်ရမယ်ပတ်တီကတော့ ကိုပတိတပတိဖြစ်ပါတယ်ကျွန်တော်အဲ့ဒီကိုပတိနဲ့တပတိအ ਨੇ ဆုံးတစ်ခုကတော့ဟောဒီကြံရှိနေတဲ့၃ရက်အတွင်းမှာလာနိုင်ခြင်းအလားလာကောင်းတဲ့ပတိဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ဟိုဒီကိုပတိရဲ့တပတိရဲ့အောင်မြင်ခဲ့ပါက အခုပြောပြပေးခဲ့တဲ့အခွေတွေက အခွေထဲမှာကျွန်တော်တို့6နဲ့1ပါရာကိုအတူကယူဆိုင်စေချင်ပါတယ်အဲ6နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အခုပြောပြပေးခဲ့တယ်အခွေထဲမှာဆိုရင်96 98 93ငါဖြစ်တယ်တင်းနဲ့ပတ်သက်ရင်တော့6တင်း7 7 3 7 5ဖြစ်ပါတယ် အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီအခွေတွေအမှတင်းနဲ့ပတ်သက်တာရယ်ကိုယ်နဲ့ပတ်သက်တာရယ်ကို အထူးဂရုစိုက်စေချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြမ်းရှိနေတဲ့၃ရက်အတွင်းမှာအကိုပတိရဲ့တပတိရဲ့ဒီပတိနှစ်ခုတည်းကအ ਨੇ ဆုံးတစ်ခုကတော့လာနိုင်ခြင်းအလားလားပို့ပြီးတော့မြင်မာတာကိုတွေ့ရပါတယ်။အဲနှစ်ခုစလုံးလဲလာနိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောပြပေးခဲ့တဲ့အခွေတွေကပြန်ပြီးတော့ချုပ်ချင်တဲ့သူတွေအနေနဲ့ကျွန်တော်ဟိုကို ကိုနဲ့တွဲထားတဲ့အကွက်တွေရဲ့တင်းနဲ့တွဲထားတဲ့အကွက်တွေအသုံးပြုလို့ရပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးခဲ့တာကသုံးရက်အတွင်းအပုံးမပါအပီးခွေနဲ့အဲကျွန်တော်သုံးရက်အတွင်းမှာလာနိုင်ခြင်းအလားအလာရှိတယ်ပတ်တီကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe မနေရသေးဘူးဆိုရင်လည်း subscribe နှိပ်ထားပေးကြပါအောင်ဒီဗီဒီယိုကို အဆုံးထိဂရုတစိုက်နားဆင်ပေးခဲ့ကြတဲ့ မိတ်ဆွေတအူတယောက်ချင်းစီကိုကျွန်တော်ပို့ဆောင်မှာဂျေဇူးအထုပဲတင်ရှိပါရခင်ဗျာ